မျိုးသားရင်ကြားစီရေလည်းအဆင်ပြေသွားမယ်။ပီတက်တော်တော်များများအလင်းဝင်လာမယ်။ဟုတ်တယ်။ယာတွေကိုလိတ်တောင်းတဲ့ဟိုတယ်တွေကိုဒီတက်တဲ့မူကြီးနဲ့တကွာသာဖာ SB မင်္ဂလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။အလုံးမင်္ဂလာပါ။ဒီနေ့က၂ရက်လေးလပိုင်းလောက်ထောင်ထဲမှာ25ဖြစ်ပါကြ။ဒီကနေ့ဦးသိန်းပြောပြချင်တာလဲဆိုတော့ ယေကုလုနဲ့တွေ့ရဲ့ဝိဓမလောဘဓာရီရဲ့အကြောင်းကိုပြောချင်ပါလို့ဗျာနော်ဝိဓမလောဘဓာရီညလာလို့ရှိရင်ယေကုလုမျိုးကြီးနဲ့ဝိဓမမကြုံအောင်လို့ပြောလို့မရပါဘူးဗျာအဲ့တော့ယေကုလုမျိုးကြီးပုံမှာရှိတဲ့ဝိဓမလောဘဓာရီကိုသုံးသွားပြောလို့တော့ဒီမှာတန်တဲ့မူကြီးကိုသာဖားလို့မသာဝဖော်ဝင်အာလုံအာလုံတို့ဒါအကုန်လုံးရဲထားတာအာလုံဦးစရာကမေတ္တာရခံကြီးဖြစ်ပါလေဗျာအော်ဦးစရာတောက်ဆိုချင်တာလဲဒီချိန်မှာ အကုန်လုံးကငလင်းတိုင်းတော့ဒုက္ခရောက်ပြီလူတွေကတော်တော်ကြီးကိုဒုက္ခအနေတိုင်းရောက်နေကြပါလေနော်အဲ့တော့မန္တလေးမန္တုမန္တုရာအားလုံးသခိုင်းတော်တော်များပြည်ဥလွတ်မှာပုံပြရပြည်ဥလွတ်မှာကြားနေကြတယ်ပြည်ဥလွတ်မှာတကွာအိလာကတလားသာတလားကိုသုံးလိမ့်ပေါက်လို့ရှိရင်အခု၁၂လိမ့်အောင်ပေါက်လို့ရနော်ဟိုတယ်ကကတကွာဟိုတယ်ကတခန်းကိုသသိမ့်ဆိုလို့ရှိရင်အခု၄၅သိမ့်လောက်ပေါက်နေတယ်တဲ့အဲဈေးတွေအဆမတန်နေတော့များကွာတောင်းနေတယ် အစားတောင်နေဈေးအစမတန်နေကြီးနေတယ်အဲ့ဒါတွေကိုဒီပြုံးနေမှာသာဝရှိပုဂ္ဂိုလ်များအနေနဲ့ဟိုတယ်ကိုစစ်ဆေးရမယ်တက္ကူကနေတော်တော်များကိုစစ်ဆေးရမယ်စားတော့ဆိုင်တော်တော်များကိုစစ်ဆေးရမယ်ဈေးဆိုင်တော်တော်များကိုစစ်ဆေးရမယ်အိမ်နေတော်တော်များကိုစစ်ဆေးရမယ်အကုန်လုံးကပြုံးနေမျိုးပေါ့ကျော်လို့လာနေကြတာမဟုတ်ပါဘူးဗျာကျော်လို့လာပြီးမှတက်ခုနေကြတယ်ပေါ့အဲဘေးအန်လေးရဲ့ကျော်လို့လာနေကြပါအားလုံးကအဲ့တော့အပူတွေတဲ့တဲ့ သူတို့လည်းမရှိရှိရတဲ့ချိုးဆိုလို့ရှိရင်လည်းခက်ခဲရင်တော့များစွာနဲ့ရင်ဆိုင်ရတာအဲ့ဒီချိန်လေးကိုမှပြုံးလဲမှုသူတို့ချိုးပိုင်ဆိုင်တဲ့လူတွေကဟိုတယ်ဓမားတွေစားတောက်ဆိုင်ဓမားတွေဈေးဆိုင်ဓမားတွေဒါလေးကိုအိမ်အိမ်ပူရှာနေတဲ့လူတွေပေါ့ဗျအိမ်လားနားတဲ့လူတွေကဒီနေရာလေးကိုမှတော့ပုံမှန်လာကလေးနဲ့မထားနိုင်ဘူးလားအေးငကွက်ယူတဲ့လက်ကလေးနဲ့ဘာကြောင့်ဘာကြောင့်မထားနိုင်ရတာလဲငကွက်ဈေးဆိုင်တွေလည်းဖိတ်ဆိုင်တော့တော်မှန်ကဘာဖြစ်လို့ဈေးတွေအစမတန်တက်သွားကြတာလဲ ဘာဖြစ်လို့ကုံတွေကအစမတန်တက်သွားလဲဘာလို့ကြုံတွေကအစမတန်ဈေးကြီးသွားကြလဲလို့ဒါမင်းဝင်းထုတ်ရမယ်ပုံစံဖြစ်နေပါလေဒါအဲ့လိုဆိုင်တွေကိုတိတ်ဆိုင်ရစုံစမ်းပြီးတိတ်ဆိုင်ရစီစစ်ပြီးအဲ့လိုဟိုတယ်ကိုတိတ်ဆိုင်ရစုံစမ်းပြီးတိတ်ဆိုင်ရစီစစ်ပြီးမှပေါက်စိမဟုတ်တဲ့ຢာတွေကိုလိတ်တောင်းတဲ့ဟိုတယ်တွေကိုဒီတက်တဲ့မူကြီးနဲ့တကွာသာဖာ SP သာသုံးလုံးတို့နဲ့မှာတော့ဘောလုံးပေါ်ကြလုံးဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့ကြည့်ကြရအောင်အေးအေးယူပြီးမှ ဟိုတယ်ဆိုလဲဟိုတယ်အလျောက်ပိတ်ပြင်ပလိုက်ပါလို့ဦးသေးအနေနဲ့ဒါမိလူတွေရဲ့ကိုစားကိုဝိတ္တရက်ခံတော့ဆိုရှင်ဖြစ်ပါလေဗျာအားလုံးပါပါဗျာမိဘမိသူများရှင်ကျမအနေနဲ့ပထမဆုံးတင်ဆက်ပေးချင်တာလေးကတော့ဒီအယူဝတမူးတာအဖွဲပေါ့နော်အဲ့ဒီအဖွဲနဲ့ပဲဆက်ဆက်နေတဲ့သတင်းလေးပါရှင့်ကျမလုံခဲ့တဲ့ဟိုးကာလတနက်နောက်တော့ရှိမယ်နဲ့တူရဲ့အဲ့မှာသတင်းတစ်ခုတင်ဆက်ဖို့ရရှင့်အန်ယူဂျီအဖွဲ့အစည်းတွေကတချို့တွေကမြန်မာနိုင်ငံကိုပြည်တော်ပြောင်းဝင်ခြင်းမာတယ်ဆိုပြီးတော့အတန်လွှင့်လာရှိရပါတော့။လာပြီးတော့ချိတ်ဆက်ညှိနှိုင်းလာရှိရရှင့် ဒါလေးတွေကျမတို့ဘာလုပ်လဲဆိုတာသိထားပါတယ်ဒါပေမဲ့အဲ့တော့တော့ဘာလုပ်လဲဆိုရင်ထုတ်မပြောခဲ့ဘူးပေါ့နော်အခုတော့ထုတ်ပြောရမယ်ရှင်ဘာလုပ်လဲဆိုတော့တို့ဒီအန်ယူဂျီကနေပြီးတော့ခန့်လာတဲ့ကျမကြီးနဲ့ပညာရေးဝန်ကြီးပေါ့ရှင်ဒေါက်တာစောဝေဆိုးဆိုတဲ့ဦးလေးရပေါ့နော်မြန်မာနိုင်ငံကိုပြန်လာခြင်းနဲ့ဆိုတော့ပြောစကားတွေပြောကြလာပါရှင်သူပေးတဲ့အကြောင်းပြချက်ကလည်းဟိုရုတ်တရက်ချင်းခိုက်လုံနေရပေါ့နော်ကျွန်တော်ကလည်းအခုသွားဖို့အစင်းနဲ့လှုပ်ထားတယ်တူပြောချင်တာအခုငလင်ပေးတံကိုသူကဆရာဝန်တယောက်အနေနဲ့ကူညီကယ်ဆယ်ချင်တယ်ပေါ့နော် မန္တလေးကိုသွားဖို့အစင်းစစ်လှုပ်ထားတယ်နေပြည်တော်သွားဖို့လည်းအစင်းစစ်လှုပ်ထားပါတယ်တဲ့ဒီနေ့တို့သဘောတူတာနဲ့ကျွန်တော်သွားလို့ရပါပြီတဲ့ကျွန်တော်တွေမကဘူးကျွန်တော်တို့စီရန်တဲနေအားလုံးအစင်းစစ်ဖြစ်နေပါတယ်တဲ့အရေးပေါ်အထူးကူတွေအယိုးခွဲစိုက်တဲ့သူတွေဆရာဝန်တွေသူနာပြုတွေအားလုံးအစင်းစစ်ရှိပါတယ်ဆိုပြီးတော့သူ့ရဲ့ပြောကြားချက်ထဲမှာပြောကြားထားပါရှင့်ဆိုလိုချင်တာတော့ငလင်အောင်အကြောင်းပြပြီးတော့ပြည်တော်ပြန်ဝင်ချင်တာပေါ့ရှင်တကယ်တော့ဒီပုံကဟာဆိုရင်ငလင်မရှိခင်ကတည်းကပြည်တော်ဝင်ချင်နေတဲ့သူဖြစ်ပါတယ်အခုတော့လေအခွင့်အရေးရသွားတယ်လို့သူတွေးမှာပေါ့နော် သူတို့အခါကျရင်အောင်းဖို့ကောင်းနေရှင်မြန်မာနိုင်ငံမှာစိုးခြင်းကောင်းခြင်းတွေပါပဲဖြစ်ဖြစ်သူတို့အခွင့်အရေးတစ်ခုလိုပဲအများနဲ့သတ်မှတ်ပြီးတော့လောက်ကင်တက်တာတော့သူတို့အောင်းရဲ့တူညီသောအကျင့်စရိုက်တွေပါပဲရှင်ဒီတော့ဒီပုဂ္ဂိုလ်ဟာဆိုရင်ကျွန်မအဲ့ဒီရက်တွေကလည်းသတင်းတင်ဆက်တဲ့အချိန်မှာထဲသွင်းပြောကြားဘူးရယ်ပေါ့နော်အော်အစိတ်ခတ်ထားမယ်လို့ဆရာဝန်တောင်နေနဲ့မပြောတဲ့မပြောထိုက်တဲ့စကားတွေလှုပ်ထားတဲ့လှုပ်ရက်တွေပေါ့နော်အစားတောက်ခဲမှာအစိတ်ခတ်ထားမယ်လို့ ကျွိတ်ထဲမှာဘုံထောင်လာမယ်သွားမကင်နဲ့တည်သွားမယ်လို့ဆရာဝန်တယောက်ပြောထားတဲ့စကားဒါပြင်ကဒါစကားတသက်မဟုတ်ဘူးရှင်ဒါသူရဲ့ mission အဲ့ဒီ mission ဟာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုတတ်တာရှင်လူတတ်သမားပဲသိလားဒီတော့သူတို့အနေနဲ့အခုချိန်မှာပြည်တော်ပြန်ဝင်ကျင်တယ်ပေါ့လေပြည်တော်ဝင်ကျင်တယ်ဆိုတော့ဒီပုတ်ကိုကိုနိုင်ငံတော်ကလက်ခံမလားလက်မခံလားဆိုတော့အကြောင်းအရာနှစ်ခါနှစ်ချက်ရှိရဲ့ရှင်လက်ခံလိုက်မယ်ဆိုရင်တော့သိကြတယ်ပြည်သူတွေရဲ့မုန်းတီးမှုကိုနိုင်ငံတော်ဆိုးရရမှာပဲ ။ဘာကြောင့်လဲဆိုတော့ဒီလူရဲ့လှုပ်ဆောင်ချက်တွေကိုပြည်သူတွေကမသိတာမှမဟုတ်တာသိနေရလေ။သိရတဲ့ဘဲပြည်သူကမှသူတို့ကိုကြည်ပြူမှာမဟုတ်ဘူးရှင့်။သူတို့ကြောင့်တိတ်ဆုံးသွားတဲ့မိသားစုတွေနဲ့သူတို့ကြောင့်တိတ်ဆုံးသွားတဲ့သူတွေကအယိုးတော်မှလည်းမယ်။ဒါပေမဲ့လက်ခံလိုက်မယ်ဆိုရင်ကောဘာတွေဖြစ်လာနိုင်လဲဆိုရင်သူတို့ NUG ရဲ့အကွဲเจ้าဟာဆိုရင်အကြီးကြီးဖြစ်သွားနိုင်ပါတယ်။ငလင်လိုမျိုးကြီးသွားနိုင်ပါတယ်ရှင့်။ငလင်ကြီးကြီးမှလှုပ်လိုက်သလိုမျိုးပေါ့နော်။ဒါပြင်နိုင်ငံရေးမှာပြန်ပြီးတော့ဒီလူတွေကိုအသုံးချလို့ရမလားဆိုတဲ့ကိစ္စတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ ။ဒါကျွန်မအနေနဲ့ဒီကိစ္စလေးကိုဘာကြောင့်ပြောပြရလဲဆိုရင်ကျွန်မတို့ကဘာမှလည်းပေါ့နော်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေရှိခဲ့တဲ့ရှင့်အဲ့ဒါနမူနာလေးအချို့ပေါ့နော်အဲ့အဲ့ဒီနမူနာလေးတွေကျွန်မဒီနေ့မှာဆိုရင်လူမှုကွန်ရက်ပေါ်မှာရေးထားတာတွေကတွေ့လိုက်တာပါရှင်အဲ့ဒီကနှစ်ချက်ကိုကျွန်မပြောပြပါမယ်နိုင်ငံနှစ်ခုပေါ့နော်အဲ့နိုင်ငံတခုကကြာတော့ပါလဲဆိုတော့ El Salvador ဆိုတဲ့နိုင်ငံမှာရှင်သူက1980ကနေ1992ခုနှစ်ထိပြည်တွင်းစစ်ဖြစ်တယ်လူပေါင်း9000ကျော်လောက်သေဆုံးသွားတယ်ရှင် ဲ့လိုဖြစ်ဖြစ်နေတဲ့အချိန်မှာပဲသူက2000ခုနှစ်မှာငလင်အကြီးကြီးပေါ့နော်နှစ်ကြိမ်တိတိလှုပ်ခတ်သွားခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေဟာသူတို့နိုင်ငံရဲ့ပြည်ဝင်စစ်ကိုရော်ပါတက်တာပြီးတော့အဆင်ပြေသွားစေပါရဲ့ရှင့်။အမျိုးသားပြန်လဲရင်ကြားစီရဲ့အဆင်ပြေသွားတာပေါ့နော်ပြီးတော့နောက်ထပ်နိုင်ငံတစ်ခုကပါကစ္စတန်ပေါ့နော်ပါကစ္စတန်ကကြတော့2005ခုနှစ်မှာသူကကက်ရှမီးယားငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့လူပေါင်း18000တောင်မှတိုက်ဆုံးခဲ့ပါရှင့် အဲ့ဒီငလေကြောင့်ပျက်စီးဆုံးရှုံးမှုတွေကနေပြီးတော့နိုင်ငံရေးနဲ့ဘာသာရေးကွဲပြားမှုတွေရောပါသွားခဲ့ပြီးတော့သူတို့လည်းအမျိုးသားပြန်လဲရင်ကြားစိတ်ရေးကိစ္စဖြစ်သွားခဲ့တယ်ပေါ့ရှင်ဒီတော့အခုဆိုရင်ကျွန်မနိုင်ငံပေါ်မှာလည်းတချို့နိုင်ငံတွေကအလိုမျိုးလက်ချက်တွေရှိနေရဲဆိုပြီးတော့ရေးသားဖော်ပြနေကြတာကိုမြင်တွေ့ရပါတယ်ရှင်ကျမတို့ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက်ငလင်တန်ဖြစ်တဲ့ခါမှာပေါ့နော်ကောင်းမွန်တဲ့ဆောက်ရှောက်မှုတွေအချင်းချင်းမပေးနိုင်တဲ့ခါမှာမင်းတို့တွေအခုချိန်မှာပြန်ပြီးတော့ရင်ကြားစိတ်လိုက်ကြပါလားဆိုတော့အစံပြုတ်ချက်တွေတောင်းဆိုချက်တွေနဲ့သဘောထားမှတ်ချက်လေးတွေကိုလည်းခက်ဆစ်စစ်မြင်တွေ့လာရပါတယ်ရှင့် ဒီတော့ကျွန်မတို့ကအရှာရှာအကောင်းဘက်ကတွေးတက်တဲ့သူတွေပြပြပေါ့နော်အန်ယူဂျီအဖွဲ့လိုသူမျိုးတွေကိုလက်ခံလိုက်ပြီးတော့ပြန်လာခြင်းနဲ့ဆိုလာဖို့သူတို့ကလည်းအကြောင်းပြချက်ပေးနေတာဒီကလူတွေကိုကဲတင်ခြင်းနဲ့ပေါ့တကယ်လည်းဒီမှာဆရာဝန်အင်အားကတော့လိုအပ်နေအမှန်ပါပဲရှင့်တစ်ဖက်ကျွန်တော်စဉ်းစားမယ်ဆိုတော့ရှင်သူတို့ရဲ့စိတ်စေတနာမှန်လားမမှန်လားဆိုတာကတော့မိဘပြည်သူများစဉ်းစားကြည့်ပါနော်ကိုဗစ်တော့အတော့မှလူတွေသိပါမယ်ဆိုတာကိုပြစ်ထုတ်သွားတဲ့သူတွေကငလင်ဖြစ်တော့မှ ပြန်လာခြင်းနဲ့ဆိုတာကတော့နည်းနည်းစဉ်းစားစရာကိစ္စပေါ့ရှင်။ပြီးတော့သူတို့မှလည်းအထောက်ပံ့ကောင်းနေရရှိတဲ့အတွက်သူတို့ကခွန်လန်းနေရတော့အများကြီးရှိနိုင်ပါတယ်။ပြီးတော့ကျမတို့ကကောင်းကျိုးပို့ပြီးတော့တာတဲ့လမ်းကိုပဲနိုင်ငံတော်ကရွေးချယ်မယ်လို့ကျမထင်ပါတယ်ရှင့်။ကျမတို့ကတော့ပြည်သူပြည်ပြည်နိုင်ငံတော်ကဘာဝဲရွေးချယ်ပါစေလက်ခံပေးရမှာပဲပေါ့နော်ဒါပေမဲ့ပြည်သူတယောက်အနေနဲ့ကတော့သောဒတ်မှတ်ချက်လေးတော့ပေးပါပဲရှင့်ကျမတို့မကြိုက်မကြိုက်တဲ့အတိုင်းပြောပါပဲဒါကျမတို့ရဲ့အခွင့်အရေးလို့ပဲသတ်မှတ်ပါရရှင့်ဒီတော့ဒီလူတွေပြန်ဝင်လာမယ်ဆိုတော့ကျမအကြံပြုချက်လေးခုလည်းပြောချင်ပါတယ် ဟုတ်ပြီမင်းတို့ဝင်ကျင်တဲ့ပြန်ပြီးတော့ပြည်တော်ဝင်ကျင်တဲ့နိုင်ငံတော်ကကဲတင်ကျင်တဲ့ဆိုရင်ရှင်ချားစီကြီးပါအစဉ်ပြေသွားအောင်လို့ပေါ့နော်ဒီလူတွေဟုတ်ပြီငလင်ပြန်ငလင်ကြောက်ကိုစေးကုမယ်ဆိုရင်သူတို့ဝင်လာတယ်ပေါ့ပိတ်ကုလိုက်အခုဆိုစကိုင်းမှာလည်းလူတွေတော်တော်ဒုက္ခရောက်ပြီးတော်တော်ကိုတေးကြီးပျက်စီးနေကြတယ်ရှင့်အဲ့တော့စကိုင်းအဲ့တော့သူတို့မှာတာဝန်ရှိတယ်နော်ဒီတော့ဒီဒေါက်တာဇော်ဝေဆိုးတို့ပါလို့အဖွဲ့တွေဝင်လာမယ်ဆိုရင်စကိုင်းတိုင်းတစ်ခုလုံးရဲ့ကျမ်းမာရေးဆောင်ရှောက်မှုကိစ္စတာဝန်ယူကမ်းလိုက်ပါရှင့် အဲ့လိုတာဝန်ယူခိုင်းပြီးရတဲ့တက်ဆက်ထဲမှာဒီစကမ်းတိုင်းမှာရှိနေတဲ့ PDF တွေအလင်းဝင်လာဖို့အတွက်ပါစီရုပ်ရေးပါခန်းလိုက်ပါရှင့်ဒါကတော့ပို့ပြီးတော့တင့်တော်မယ်လို့ထင်ပါတယ်နော်ဒါဝင်ဝင် solution ပဲလေသူတို့လည်းပြီးတော့ဝင်ခွင့်ရမယ်နိုင်ငံတော်လည်းအကျိုးပြုခွင့်ရမယ်နိုင်ငံတော်ပေါ်လောက်ထားတဲ့အပြစ်တွေကိုဒီနီးလန်းနဲ့ပြန်ပြီးတော့ခြေဖြတ်ခွင့်ရမယ်ဆိုသူတို့တော့ကောင်းတာပဲလေသူတို့သာစည်ရင်းစေတာမှန်တယ်ဆိုဒီလုပ်တွေလောက်အောင်ပါပေါ့ရှင့်သူတို့သာသူတို့ PDF တွေပေါ်ယုံကြည်မှုရှိတယ်ဆိုရင်သူတို့ PDF ကဗာလဲပြည်သူ့ကာကွယ်တက်မလို့ဆိုပြီးသူတို့ပဲပြောတာလေ ဟုတ်တယ်မလားဒီတော့သူတို့အချင်းချင်းပဲအနေပြုတ်မှာမဟုတ်ဘူးရှင်လူချင်းမင်းတို့အလောက်စိတ်မပူနဲ့လှုပ်ပေးလိုက်စကိုင်းတိုင်းမှာလိုအပ်ချက်တွေအများကြီးပေးသွားလိုက်တခါတည်းဂျမ်းမာရေးဆောင်ရှောက်မှုရောစီယုံရေးရောလောက်ခိုင်းလိုက်ရှင်အဲ့ဒီမစ်ရှင်အောင်မြင်သွားပြီဆိုရင်ကျမတို့မျိုးသားရင်ကြားစီရေးလည်းအဆင်ပြေသွားမယ်ပီတက်တော်တော်များများအလင်းဝင်လာမယ်ကျမတို့နိုင်ငံလည်းစစ်ပေးစစ်တမ်းကင်းပြီးတဲ့အချိန်မှာပြန်လည်ထူထောင်ရွတ်တက်ဖို့အများကြီးအဆင်ပြေလာမယ်လို့ထင်ပါရှင်ဒါကဝင်း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  solution ပါပဲရှင်သိလားအကောင်လုံးအောင်မြင်မှုရနိုင်တဲ့အခြေအနေပေါ့နော်ဒီတော့ ငချင်းစီနဲ့ငချင်းကြော်ဆိုသလိုသူတို့ပဲပြန်ပြီးအသုံးချတာကောင်းပါတယ်ပီတဲ့တေစီသွားပြီးတော့မြမတက်မလို့လူတွေဖြစ်စေအစိုးရလူတွေဖြစ်စေငင်းချင်းစကားတော့ပြောလို့မရအောင်ရှင်သူတို့လူပဲသူတို့စီလှုပ်ပေးရမှာအဲ့ဒီကနေငင်းချင်းစကားခါးလေးပါလိုက်ပြီးတော့ဂတိစာချုပ်တွေနဲ့လှုပ်ဆောင်ချက်တွေနဲ့လက်နက်ချခိုင်းတာတွေလက်နက်ပြန်သိမ်းခိုင်းတာတွေကိုအဲ့ဒီပြည်တော်ဝင်မဲ့သူတွေပဲခိုင်းပေးပါရှင် ဒါဆိုရင်အားလုံးအဆင်ပြေသွားမယ်လို့ထင်ပါတယ်။ဒါကတော့ကျမအနေနဲ့ပြည်သူတူတယောက်အနေနဲ့အကြံပြုချက်လေးကိုပူရက်တင်ဆက်ပေးတာဖြစ်ပါရှင်။ကျမတို့ကဒီမိုကရေစီစံနှုန်းနေနဲ့အညီလူသားတွေရဲ့ရွေးချယ်မှုတွေကိုကျမတို့ကလက်ခံပေးတတ်တာပေါ့နော်။ဒါပေမဲ့လက်ခံရင်းနဲ့သူမနာကိုမနာဖြစ်အောင်လို့လုပ်ရမယ်ရှင်။ကိုကြီးပဲနာနေလို့မရဘူး။သိလား။ကိုကြီးပဲနာနေကကိုကငတုံးမှမဟုတ်တာရှင်။ကိုကကဘာကြီးပေါ့ပေးဆက်ဖို့တတ်တတ်ရောက်လာတဲ့သူမှမဟုတ်တာရှင်။ကျမတို့လည်းအေးအေးချမ်းချမ်းနေခြင်းနဲ့ကျမတို့နိုင်ငံမှာလေကျမတို့စိတ်ရှိတိုင်းလွတ်လပ်နေခြင်းနဲ့ရှင်။ တိလာသူတို့ပဲလုတ်ချင်အောင်လုတ်သွားပြီသူတို့ကပဲဟိုအထက်ဟိုဖြစ်ချင်အောင်ဖြစ်သွားပြီဒုက္ခတွေကျမတို့ကခံအချိန်တန်တော့သူတို့ကစီဦးထောပတ်လေးပြန်လာစားပြီးတော့ဆိုတာမျိုးကျမတို့ပြည်သူတွေလုံးဝလက်ခံနိုင်အောင်ရှင်ဒီတော့ဒီဒေါက်တာဇော်ဝေဆိုးတို့အနေနဲ့ကလည်းကျမတို့တခါတည်းကျမတို့ရုပ်တံပိုင်းကြည့်ဖြစ်တဲ့ဆိုမှားလိုက်ချင်တယ်ရှင်ကျမတို့ခုပြောတယ်လုတ်ပေးနိုင်တယ်ဆိုမှဝင်လာခဲ့ပါနော်ဒါကျမတို့ပြည်သူအားလုံးရဲ့အကြံပြုချက်နဲ့တောင်းဆိုချက်ပဲရှင်ဒီလားနိုင်ငံတော်ကလည်းဒီလိုမျိုးတောင်းဆိုပါစေလို့လည်းကျမတို့ဆန္ဒပြုတယ်တောင်းဆိုအောင်လည်းကျမတို့ပြည်သူတွေအားလုံးကစူးစမ်းပါရှင့်เนาะဒီတော့ ဒေါက်တာတို့အနေနဲ့ဝင်လာရင်စကမ်းတိုင်းမှာရှိမြတူတွေအားလုံးကိုစိတ်ကုပေးရမယ်။ PDF တွေကိုပါအလင်းဝင်လာစီယုံပေးရမယ်ရှင်။အဲ့နှစ်ခုလုံနိုင်တယ်ဆိုရင်ပြည်တော်ဝင်မှာဘယ်ပေါက်ကဝင်ဝင်လက်ခံပါရရှင်။လေချောင်းဝင်မလား၊ရေချောင်းဝင်မလား၊ကုန်းချောင်းလာမလားလက်ခံတယ်ရှင်။ကျမတို့တကောင်းဖွင့်ပြီးကြိုးဆိုထားပါတယ်။ပြန်ပေးဆက်မှာပဲကျမတို့လက်ခံမယ်။ပြန်ပေးမဆက်ဘူး။အရင်လိုပဲစီယူထောပတ်စားပြီးတော့ဝင်ကျင်တယ်ဆိုတော့လုံးဝမဖြစ်နိုင်ဆိုတာလေးကိုကျမပြည်သူအားလုံးရဲ့ကိုစားပြန်ချပေးလိုက်ပြရစေရှင်။